ကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံကြေးရွာနာကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ကြားဖြတ်လုပ်ငန်းခွင်ဖြစ်စင်မှာတရုတ်လူမျိုးတဦးအပါအဝင်မြန်မာ၅ဦးတိစုံခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ကအတည်ပြုပါရတယ်။ကြားဖြတ်လုပ်ငန်းခွင်ကို KNU ကဝင်ရောက်စီးနှင်းပြီးတဲ့နောက်နိုဝင်ဘာလ25ရက်နေ့မှာဖမ်းဆီးထားတဲ့တရုတ်အပါအဝင်နိုင်ငံသားတွေကြားခိုက်ရန်ဖြစ်ပွားရာကတရုတ်နိုင်ငံသားတဦးတိစုံခဲ့ပြီးအချို့ကိုစေးုံတင်လိုက်ရတယ်လို့သိရပါရတယ်။ ဟုတ်ကဲ့တရုတ်လို့ပြောတယ်ဗျဆိုတော့သူတို့ကဒီမနေ့မှထပ်ပြီးတော့တောင်းညမ်းနေကြတာသူတို့ချင်းချင်းထဲမှာလည်းပြဿနာတွေရှိသလိုတခြားအာဖရိကန်တွေနဲ့လည်းပြဿနာရှိတယ်ဆိုတော့အဲ့ဒီအထက်မှာသူတို့ဟိုခေါင်းဆောင်လို့ယူဆရတဲ့လူတွေကပေးနေပေးနေလက်နဲ့တည်းယူလာတော့ကျွန်တော်လည်းမသိသေးဘူးဘာဖြစ်လဲဆိုသူတို့ကိုလည်းမစစ်ဆေးရသေးဘူးလေအဲ့ဒီအနေပြီးတော့ပြဿနာတွေရှာပြီးတော့အချင်းချင်းခိုက်ရံနေဖြစ်ပြီးတော့ထားယူတော့တပ်ပုတ်တာတွေဟို ခုတ်ကြထစ်ကြတာတွေဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့အခုနောက်ဆုံးသိရတယ်တယောက်ဒီဆုံးသွားတယ်လို့သိရတယ်။ဒါပေမဲ့ကျန်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ဥစားကောင်းကောင်းမွန်မွန်နဲ့ပဲပြန်ပြီးတော့ရှေ့ုံတင်ပေးလိုက်တယ်လေ။ KNU ကကြားဖြတ်လုတ်ကင်နေသူတွေကိုထိမ့်သိမ်းထားခြင်းနိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းမှာအတေကန်ဒရုန်းနဲ့တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့်ထိမ့်သိမ်းထားတဲ့ကြားဖြတ်လုတ်သားတွေကြားပြန့်နှံ့ခဲ့ပြီးဖက်ပြေးဖို့ကြိုးစားမှုတွေရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ရထိုက်မြန်မာနဲ့ အရှိတောင်အရှသတင်းဆိုတဲ့ Telegram လူမှုကွန်ရက်နဲ့ထိုင်းသတင်းကွန်ရက်လို့တရုတ်လူရေးသားထားတဲ့ X လူမှုကွန်ရက်စာမျက်နှာမှာတော့ KNU ဟာမိဂန်တက်တာတွေကိုဖောက်ထွင်းထိုင်းတွေကိုလွှတ်ပေးပြီးတရုတ်တွေကိုပြစ်ခတ်ခါဖက်ပြေးတဲ့လူတွေကိုပြစ်ခတ်တယ်ဆိုတာမျိုးရေးသားထားပါတယ်တရုတ်လူမျိုးတွေကတော့ GKBA လုံခြုံရေးယူပေးတဲ့ဒီကြားဖြတ်လုပ်ငန်းခွင်ကိုရွှင့်တာခြံဝင်းလို့ခေါ်ဝေါ်တာတွေ့ရပါတယ် KNU ပြောရေးဆိုခွင့်ရှိသူကတော့27ရက်နေ့မှာ KNU အနေနဲ့ ီကြားဖြန့်ခြံဝင်းကိုမဝင်ရသေးတာကြောင့်ဒီရေးသားချက်တွေဟာမှားယွင်းတယ်လို့ EOD ကိုပြောပါတယ်မဟုတ်ပဲနဲ့အခုကတတင်းတွေအရန်ကရောထွက်နေတဲ့ခါကျတော့လုံးဝမှားယွင်းတယ်ဆိုတော့ကျွန်တော်အဲ့ဒါပဲပြောချင်တယ်နိုဝင်ဘာလ22ရက်နေ့ကမင်းလက်ပံကြေးရွာထိပ်မှာစစ်တပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး အဲ့ဒီနေရာမှာကြားဖြတ်လုပ်ငန်းခွင်က ထွက်ပြေးလာတဲ့မြန်မာနိုင်ငံသား၅ဦးကြီထိမှန်တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ DKBA ကကြားဖြတ်ခြံဝင်းနဲ့ပြစ်ခတ်မှုတွေလုပ်နေချိန်အဲ့ဒီကနေထွက်ပြေးလာသူတွေကအမျိုးသမီး၄ဦးနဲ့အမျိုးသား၁ဦးတို့မင်းလက်ပံနဲ့အင်ဂျင်မြိုင်ကြားမှာကြီထိမှန်ပြီးတိတ်ဆုံးခဲ့ကတချို့ကိုအလောင်းပြန်ရထားတယ်လို့မြေပြင်သတင်းအရင်းမြစ်စီကသိရပါဗျ။တိတ်ဆုံးသူတွေဟာကြားဖြတ်လုပ်ငန်းခွင်ထဲမှာအလုပ်လုပ်တဲ့မြန်မာလူမျိုးတွေဖြစ်ကြပြီးသူတို့ကိုစစ်တပ်ကရွေကျက်ရှိရှိပြစ်ခတ်လိုက်တာလို့ ပြောဆိုပေမဲ့ဒီချက်ကိုတော့ EOD အနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိပါဘူး။တယောက်ကတော့ဈေးရုံမှာပဲပြေးတာ။တယောက်ကတော့ဈေးရုံဖြစ်တာ။ကျွန်တော်လေးယောက်ကကောက်နေတာဆွဲနေတာ။ဒီရတဲ့ဟာတွေကတော့တချူလိုက်တာပေါ့နော်။ကျွန်တော်ဆွဲလို့ထီးတဲ့ဟာလက်မီတဲ့မစိတ်မသေးတကယ်မှာဈေးပို့ပေးတယ်ပို့ပြီးတော့ပေးသွားတော့ကျူလိုက်တာပေါ့။ကိုဘက်ကတော့ကောက်မနိုင်။ကောက်မရဘူးပြေ။စိတ်နေနေကြွစိတ်နေနေကြွသွားတဲ့လူတွေကကောက်လို့မရဘူး။လောင်းကောက်လို့မရဘူး။ အွန်လိုင်းငွေလင်းဂိုင်းသားတို့ကလည်းသူတို့ကိုမြန်မာပြည်ထဲထွက်ပြေးခွင့်ပြုဖို့ထိုင်းအနာပိုင်းနေစီကိုမလွှဲဖို့ KNU ဝန်ထမ်းတွေကိုလက်ထိုးဖို့ကြိုးစားခဲ့ပြီး KNU နဲ့ပူးပေါင်းဖို့ညှင်းဆန်နေတာကြောင့်အခက်တွေ့နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖန်စီရမိတဲ့ထဲကကြားဖြန့်ရဲ့ခေါင်းဆောင်ပိုင်းတွေလို့ယူဆရတဲ့တရုတ်နိုင်ငံသား36ဦးကိုထိုင်းအနာပိုင်းနေစီလွှဲပေးလိုက်ပြီးနောက်ထပ်လည်းလွှဲပြောင်းတာတွေဆက်လုပ်ဖို့ရှိနေတယ်လို့သိရပါတယ်။